အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဦးဆန်းအောင်စုပါဘဘဲတန်းကိုစားပြုပြီးပြိုင်မယ်ဘတော်ကိုစလေလောင်းတိုင်း FTV ပါခင်ဗျာကျွန်တော်ဒီနေ့အာခြေတော့ခွဲထိုင်းနေအာကျွန်တော်ပြည်သူတွေနဲ့စကားပြောခြင်းနဲ့ကျွန်တော်ထိတွေ့ခြင်းနဲ့ကျွန်တော်အချိန်လေးခဏကြည်လို့ရမှာဆွေးမော်နော် ြည်ပြီးပါလို့အဲ့ဒီမှာမိတ်ဆွေတယောက်မိထားတာကျွန်တော်တို့ဥပဒေတွေဘယ်လိုပြင်ပါလဲနော်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ကုန်စည်နှုန်းတွေကျဆင်းဖို့ကျွန်တော်တို့ဘယ်လိုပေါ်ဆောင်ပါလဲဆိုတော့မိကုန်းအချက်လက်တွေအများကြီးပေါ့နော်အဲ့ဒါတွေကိုအာကျွန်တော်အ ਨੇ အချက်လောက်ပေါ့နော် ဒီနေ့အကျဉ်းတော့ကျွန်တော်ဖြည့်ပေးခဲ့ခြင်း ਨੇ ဆော့ကျွန်တော်တို့ကဒီအုတ်ချုပ်ရေးဘိုင်းနေမှာတော့တရားစီရင်ဘိုင်းနေမှာတော့ကျွန်တော်တို့ဝင်လို့တော့မရဘူးပေါ့နော်ဒါပေမဲ့ခုနကအိုရီပြုတ်ရေးမှာတော့မြန်မာနိုင်ငံရဲ့ဥပဒေတွေကိုကျွန်တော်တို့ပြင်ဆင်လို့ရတယ်ဂိုက်လိုင်းပေးလို့ရတယ်ဟောဆောင်လို့ရတယ် ဒါတွေကိုကျွန်တော်တိပေးခြင်းနဲ့အခုဆိုရင်ကျွန်တော်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးကျွန်တော်လုတ်ပြခြင်းတာကြီးအများကြီးရှိတယ်အများကြီးပဲကျွန်တော်ခေါင်းထဲမှာအများကြီးပဲဒါပေမဲ့ခုနလုတ်ပိုင်ခွင့်ရဖို့ကျွန်တော်ကပြည်သူတွေကိုမဲတောင်းနေတာဖြစ် ကျွန်တော်မှလုံနိုင်မှာလားဆိုတော့မဟုတ်ပါဘူးကျွန်တော်ပဲမဲပေးပါလို့မဆိုလိုပါအခုလွတ်တော်ကိုယ်စားလှယ်နေနဲ့ဝင်ပြိုင်ကြတဲ့မြည်တိပါတီမဆိုမြည်တိကိုယ်စားလှယ်လောင်းမဆိုနိုင်ငံကောင်းကျိုးအတွက်လှုပ်ချင်ကြတဲ့လုံနိုင်ကြတဲ့သူတွေကြီးပါပဲအဲမဲ့အဲ့ထဲမှာမှအဲ ပြည်သူတွေကကျွန်တော်ကိုယုံကြည်တယ်ဆိုရင်တော့ကျွန်တော်ကိုမေးပေးချင်ပါတယ်အဲ့တော့ကျွန်တော်ကခုချက်တော့လဲခွဲထားရတယ်ဆိုတော့နောက်နေ့နောက်နေ့ဒီမှာပြည်သူတွေသိကျင်တဲ့မိကွန်းနေပြည်သူတွေသိကျင်တဲ့အချက်လက်တွေအဲ့ဒါတွေကိုတခုချင်းစီကျွန်တော်ရေးထားခဲ့ပြီပါအဲ့ဒါတွေကိုကျွန်တော်အမြဲတမ်း ျွန်တော်ဆွေးနွေးတင်ပြมาဖြစ်တယ်ကျွန်တော်ရဲ့ Facebook account ကိုလည်း live ဒီလွှင့်มาဖြစ်တယ်အဲ့ဒီ account ဒီမှာလည်းအခု comment มาချထားပြီးมาဖြစ်တယ်ကျွန်တော်အလုပ်ရပါတယ်အဲကျွန်တော် messenger တော့သုံးလို့မရအောင်ဘာကြောင့်လဲတော့ကျွန်တော်မသိဘူးတခခုဖြစ်နေတာဖြစ်နေပဲအဲ့တော့အဲ ကျွန်တော်ဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်တွေလည်းကျွန်တော်ချထားပေးပါမယ်။ Okay အဲ့တော့ဒီနေ့မိတ်ဆွေတယောက်ကကျွန်တော်ကြာပြီးသူမေးထားတာဘယ်ဥပဒေတွေပြင်ချင်တာလဲ။ပထမဆုံးအနေနဲ့ကျွန်တော်ကအခုကျမ်းမာရေးချွတ်တဲ့သွားတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ကျမ်းမာရေးချွတ်တဲ့သွားရတဲ့အကြောင်းအရင်းကျွန်တော်ကျမ်းမာရေးဥပဒေတစ်ခုကို ဆွေးနွေးခြင်းနဲ့ဥပဒေဟုတ်ခြင်းမှလည်းဟုတ်တယ်။ဒါမှကျွန်တော်ဆွေးနွေးခြင်းနဲ့ဘူအညာဆိုကျွန်တော် accident လုံခဲ့တဲ့၄နှစ်၅နှစ်2020ပေါ့နော်ဆို၅နှစ်ပေါ့အဲ့ဒီမှာကျွန်တော်ကျွန်တော်တူတူပဲပြောလိုက်မယ်နော်ကျွန်တော် accident ဖြစ်သွားတယ်ဒါပေမဲ့ ကျွန်တော်ဆင်းကိုရောက်သွားတဲ့အချိန်မှာကျွန်တော်ဟာအကောင်းကြီးရောက်သွားတာကျွန်တော်ခြေောက်ဆိုလို့ရှင်လဲမီလောင်တန်းရပဲရှိတယ်ဒီအသားတွေကျွန်တော်ပွန်သွားတယ်ပေါ့နော်ဒါဆိုလဲကျွန်တော်ကဒီလိုအဖက်လန်သွားတာပဲရှိတယ်နော်ဒါမဲ့ကျွန်တော်ကျွန်တော်တရားဆွဲမှလဲကြောက်တယ်နော်အဲကျမကြီးဝင်းကြီးဌာနတို့ဘာလို့ပေါ့နော် မသိဘူး something ပေါ့တော့ဒါပေမဲ့ကျွန်တော်ရင်ခွင့်ပြတာအဲ့မှာကျွန်တော်ဆေးဝင်ရောက်တဲ့အခါမှာကျွန်တော်တို့ချက်ချင်းမကူဘူးဗျာ criminal case solution သူကကြားတယ်ကျွန်တော်တို့ရဲဒီလာစစ်တယ်ပလိတ်ဒီလာစစ်တယ်ကျွန်တော်တကောလုံးသူအလိမ့်လိမ့်နေတယ်ကျွန်တော်လာစစ် ဟာဆရာကျွန်တော်ကူပြီးပါတော့ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်အဖတ်ကြီးလမ်းနေတာကျွန်တော်ချစ်တော့ကမရက်ကြာနှစ်ရက်ခွဲကြာမှခွဲဖြစ်သွားတယ်အဲ့တော့ကျွန်တော်ဒီလောက်ဒီလိုချစ်တော့ဖြစ်သွားတယ်ကျွန်တော်ရဲ့ဒီဒဏ်ရာကချက်ချင်းဆွဲချုပ်လိုက်လို့ရရဲ့ဒါနဲ့ကျွန်တော် ဒီရန်ကုန်စေယုံကြီးကနေအရှိအရေပြားစေယုံကြီးကိုစတင်ရတယ်14ရက်ကြာမှရောက်လာတယ်အဲ့ဒီကဆရာဝန်မကြီးကကျွန်တော်ပြောတယ်ဦးဆိုင်ဝန်ဆိုရင်ကိုဆိုင်ဝန်ဆိုရင် I'm sorry သူကသာ I'm I'm sorry လို့ပြောလိုက်တာကျွန်တော်မြေကြီးကြာကျွန်တော်ဒုက္ခိတဖြစ်သွားပြီကျွန်တော်ရုပ်ဆိုးသွားပြီလေ ဒါကျွန်တော်ဆရာဝန်တွေကိုကျွန်တော်အသက်ကယ်ခဲ့တဲ့ဆရာဝန်တွေရှိမယ် nurse တွေရှိမယ်ကျွန်တော်ဘယ်သူကမှစော်ကားခြင်းမဟုတ်ပါဒါပေမဲ့အဲ့ချိန်မှာလဲကျွန်တော်ရဲ့ကံတရားလေးပါမှာပေါ့နော်အရင်အလုရှုပ်နေကြတဲ့အချိန်အရင်အလုရှုပ်နေကြတဲ့အချိန်ဆိုတော့အာကိုဗစ်ဒီနဲ့လဲတလောင်းကြီးတလောင်းဖြစ်နေတဲ့အချိန်ဆိုတော့ဆရာဝန်အင်အားမလုံလောက်ဘူးဌာနဆိုင်ရာတွေအချင်းချင်းဆက် something more no အဲ့အတွက် ကျွန်တော်ဘသူကမှလည်းကျွန်တော်အပြစ်မမြင်ဘူးအပြစ်လည်းမတင်ပါဘူးသို့တော်ထားကျွန်တော်ခုဖြစ်သွားပြီဒါပေမဲ့နောက်နောက်များမှာခုနမိတ်ဆွေတယောက်ကကျွန်တော်မေးထားတဲ့အချက်အများကြီးကြီးကဘယ်ဥပဒေကိုပြင်ကျင်တယ်လဲဘယ်အရာတွေကိုလှုပ်ချင်တယ်လဲဆိုရင်ကျမ်းမာရေးနဲ့ပတ်သက်ပြီးဒီလိုအရေးပေါ် emergency ရောက်သွားတဲ့ accident ပူပူနွေ့နွေ့ရောက်လာတဲ့အချိန်မှာ ဆရာဝန်ကြီးတွေအနေနဲ့စေယုံတွေအနေနဲ့ချက်ချင်းကုတာခွင့်လုပ်ချင်ပါလေ။ဒါပေမဲ့အဲ့ဒါအဲ့ဒီဥပဒေကိုအဲ့ဒီဥပဒေလာဒါမို့အဲ့ဒါနဲ့ပတ်သက်တဲ့ something ပေါ့နော်အကြံဉာဏ်လားဘလို့ခေါ်မလို့ instruction လားဒါတွေကိုကျွန်တော်ဟာလွတ်တော်တွေရောက်သွားတဲ့အခါ ပြည်သူတွေအတွက်ကျွန်တော်ပြင်ဆင်ခြင်းပါတယ်ကျွန်တော်ပြဋ္ဌာန်းခြင်းပါတယ်ကျွန်တော်အဆူတင်သွင်းခြင်းပါတယ်အဲ့တော့ခုနကြာလာပြီဖြစ်တဲ့ကျွန်တော်မိတ်ဆွေတယောက်မေးထားတဲ့ဘလို့ဥပဒေမျိုးတွေကိုပြင်ကျင်တယ်လဲဘလို့တွေလွတ်ဆောင်ကျင်တယ်လဲဆိုတဲ့အခါမှာဒီနေ့ကျွန်တော်တစ်ချက်ကိုပြောပြလိုက်တာဖြစ်ပါတယ်နှုတ်ဆက်ရင်းနဲ့လည်းပြောပြလိုက်တာဖြစ်ပါတယ်ဒါပေမဲ့မိဘပြည်သူများနဲ့ ပုံပွဲလေးလေးရင်းရင်းနီးနီးမိသားစုကဲ့သို့ဆွေးနွေးကြတာဖြစ်တဲ့အတွက်တူတူယောက်ကိုထိခိုက်ခဲ့မယ်ဆိုရင်လေကျွန်တော်ဒီနေရာပဲတောင်းပန်ပါတယ်အဲခွလုတ်ပေးကြပါလို့နော်ကျွန်တော်မသိနားမလည်တာလည်းရှိကောင်းရှိမှာပါလို့ကျွန်တော်ဒီနေရာနေပဲပြောပြရင်းနဲ့အခုဗီဒီယိုလေးကိုအဆုံးသတ်ပါရစေခင်ဗျာ